။ညာဆုံးမကြိုက်မှာ။ပြည်သူစစ်တင်တန်းစဉ်းစားပြီးရင်ရှင်းတန်းတန်းဖို့လားဆိုတာပေါ့။ပြည်သူစစ်တင်တန်းစဉ်းစားပြီးရှင်းတန်းတန်းဖို့ပေါ့။ဟန်တော့ပါစံတောင်းဝယူပါလား။အဲစကားပဲ။နော်။ပြည်သူစစ်တင်တန်းစဉ်းစားပြီးအခုချင်းချင်းဖို့လား။အဲ့တော့စစ်တင်တန်းစဉ်းစားပြီးရှင်းတန်းချင်းချင်းဖို့လားဆိုတော့ဘယ်လိုမှမဖြစ်ဘူး။နော်မမတင်နိုင်တင်ကြတက်မြောက်ပြီးမှအာရှင်းတဲ့ခုလေကူလေးပို့လို့မရအောင် another one ပြည်သူစစ်မှုထမ်းဥပဒေကိုစတင်ဒီ NRD ပို့ပြဋ္ဌာန်းလိုက်တဲ့အချိန်မှာဒီပြည်ပြမီဒီယာတွေအကြမ်းဖက်အဖွဲ့တွေအနေနဲ့ အားလုံးလူငယ်တိုင်းပဲခုလောလောဆယ်ပဲခုချက်ချင်းပဲတတ်သေးဝင်ရမလို့ချက်ချင်းပဲဒါစစ်စစ်ရေးတာဝန်ထမ်းဆောင်ရမလို့ဒါတွေနဲ့ခြောက်လန့်ကြတာရှိပါတယ် Okay 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 Then check this out Ready now ဒါတင်ကျက်လေးပါအဝေးကတာသမီးလေးတွေကကြောက်တဲ့အချိန်ကြတော့ မကြီးလေးစူးစားပြီးတော့မေ့ပျောက်ထားတဲ့အဝေးဆုံးကိုထွက်သွားတဲ့အားလေးကိုတတိယရယ်မကြီးတို့ကမချမ်းသာပေမဲ့မရှာပါတဲ့မိသားစုပါဘူးတာသမီးလေးတွေကိုယ်ရည်ရင်ပဲပါပဲထားလို့ရရတာပေါ့နော်ဒါပေမဲ့ခိုင်ဦးချက်လေးတွေနဲ့သူတို့တွေဘယ်တော့ကြတော့မအေးရမယ်တတ်မလို့ချက်သူဆိုတော့ ောက်ကလိုအပ်တာတွေပတ်ပိုးပြီးတော့ကိုသားသမီးတွေထူးချွန်တော့ဝန်တာလိုက်ရတာခုံယူလိုက်ရတာသိသွားတော့ဘယ်သူမှလည်းအကြောင်းမကြားဘာမှလည်းအရေးမလုပ်လူတယောက်သိဆုံးတော့ကြောက်ခဲတလဲလို့လုံနေတဲ့ကြောက်ခဲတော့တန်ဖိုးမရှိအောင်လုံနေတဲ့လူကြီးတွေကိုတခါတလေကြတော့ဒဲ့မုန်းတယ်လို့ပြောလိုက်ချင်ပါလေ။မအီးလိုပဲခံစားနေရတဲ့မိသားစုတွေလည်းအများကြီးနေပါပါနော်။ဒါပေမဲ့တချို့ကကြတော့ အန်ဒီရီဖြစ်လာမဲ့ပြဿနာတွေကိုကြောက်လို့မပြောဘဲနဲ့ချိန်ကုန်နှုတ်ပိတ်ပြန်တယ်။မအီးကတော့သူများကိုလည်းခေါ်အားပေးကိုကိုတိုင်းကလည်းပိတ်မှမကြောက်စိမ့်စိမ့်တောက်လုံနေတဲ့လူတွေပေါ့လို့ကိုသားသမီးတွေသိဆုံးရတာမတန်လိုက်တာကိုပြောနေတယ်။ခုဆိုကြဆုံးသွားတာတုံးလာတဲ့ဥပမာကြီးပေါ့နော်။ဝနေချင်းဆိုတဲ့အတိမတ်ပြည့်တဲ့စာလုံးတစ်စာမှရောက်မယ်။ခါတူလေးကြတယ်။အားပေးရတာခေါ်အားပေးတယ်။ ြန်စဉ်းစားကြည့်ရပြီကုချင်းစတရားတွေမထားတတ်ကြတော့ပြောတာ။အော်သူတို့မိသားစုနေရာမှာငါတို့မိသားစုဒါဆိုရင်ဆိုတဲ့အပိစိတ်ကလေးနဲ့ရှိတယ်ဆိုရင်တော့ပိစရတာတမ်းပါလေ။အခုတော့မိုင်းတို့တာသမီးကကြောက်ခဲတလဲနေပဲပိစရတာမတင်ဘူး။ဆွမ်းလိုက်လား another one ပြည်သူစစ်တွေကိုပြည်သူစစ်ပတ်စပေါ့ဗျာပတ်စတွေကိုခင်ဗျားတို့ စုဆောင်မှာနော်အာဆီယံမထွက်တော့ဘူးဆိုပြီးတော့စုဆောင်ခဲ့တာရှိတယ်နော်အဲ့တော့မဟုတ်သေးဘူးဗျအခုတကယ်အရှိန်အမှာပတ်စာတွေပဲတိုက်နေပတ်စာကိုပတ်စာဒီအရင်ဆုံးမဲစာပွင့်တာကလေခင်ဗျားဂရိမတီရနော်တကယ်တော့ပို့တော့ရခိုင်ကိုတားပို့တာအဲ့ထဲကကျွန်တော်သိတယ်နော်အခုဆိုလို့ရှိရင်ရခိုင်ကိုပို့နေတာပတ်စာတွေများတယ်နော်အဲ့လေးလည်းသိစေချင်တာပတ်စာဆိုတာဗျာဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အမ်ညာတာပါတီနဲ့ပေါ့ဗျာနော်ဘယ်လိုခေါ်မလဲကျွန်တော်တို့ ရှင်းလန်းကိုမပုတ်ပါဘူးကိုကကိုရက်ကိုဒေသမှာလုံခြုံရေးစောင့်မှာပါရှင်းလန်းသွားမှာစစ်တပ်ကဟာစစ်တပ်ကဒီကဒီဖိုက်တာတွေသွားမှာပါဆိုပြီးတော့အမှန်တကယ်ဒီကမှာရှင်းလန်းမှာလည်းငယ်ဆော်နေတာပတ်စားနေပြီနော်ပတ်စားနေပြီဖြစ်နေအဲ့တော့ခဏဒါဘလို့လောက်တာလဲကိုသားသမီးများမပါလို့လားစစ်တီတွေကိုထိုးကျွေးပေးတည်လောက်ထားတာလားအဲ့တော့ကျွန်တော်တော့အရှိ့ကိုရှိတိုင်းပြောရမှာเนาะခင်ဗျားတို့အဖအပေါ်မှာနားလည်းမတက်နိုင်ဘူးကျွန်တော်တော့မှအခုပို့စေပါတင်ပြီးတော့ဗာလဲအဲသူတို့အမျိုးမျိုးပေါ့ဗျာเนาะဟိုရုပ်ဖြတ်နေရတယ်နာမည်ဖြတ်နေရတယ်တွေ့ပါတယ်အဲဒါကြီးနဲ့ပတ်သက်ပြီးတော့လည်း အဲကျွန်တော်အနေနဲ့ဘာမှဘာမှတုံ့ပြန်နေမှာမဟုတ်ပါဘူး။မကျုပ်တို့ကတော့လုံးဆရာရှိတာပြောဆရာရှိတာလုံသွားမှာဖြစ်လို့မှန်မှန်မှန်တရားတိုင်းရှိလို့ရှိတိုင်းခြားပြပြောဆိုသွားမှာဖြစ်ပါတယ်နော်။ပြည်သူစစ်တင်တဲ့စင်နာပြီးရင်ရှင်းတန်းတန်းဖို့လားဆိုတာပေါ့။ပြည်သူတင်တဲ့စင်နာပြီးရှင်းတန်းတန်းဖို့ပါဘူး။ဟန်တော့ပါစံတောင်းဝန်ယူပါအဲစကားတော့နော်။ဟလာစောက်ဖောက်ပဲ။ပြည်ပြမီဒီယာတွေအကြမ်းဖက်အဖွဲ့တွေအနေနဲ့အားလုံးလူငယ်တိုင်းပဲခုလောလောဆယ်ပဲခုချက်ချင်းပဲတတ်သေးဝင်ရမလို့ချက်ချင်းပဲဒါစစ်စစ်ရေး တာဝန်ထမ်းဆောင်ရမလို့ဒါတွေနဲ့၆လံခဲ့တာရှိပါတယ်။ဆက်ကွေးပြီ။ဆက်ရှိတယ်ကွေးကူပြီ။အဲ့ဒါနော်အဲ့လိုဖြစ်ကုန်ပြီခုတော့ Okay 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 okay